ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့မြန်မာတွေတိမ်တောင်းချီပြီးစောင့်ဆိုင်းနေရတဲ့ပန်းရောင်ကပ်ပတ်ရဲ့လုပ်ငန်းကြီးပြန်လည်စတင်လိုက်ပါပြီ2025ခုနှစ်အော်တိုဘားလ15ရက်ဒီကနေ့မှာပဲထိုင်းနိုင်ငံကိုအထောက်အထားမေဝင်ရောက်လာတဲ့မြန်မာတွေအပါအဝင် နိုင်ငံ၄ခုကနိုင်ငံသားတွေအတွက်ပန်းရောင်ကပ်လို့ခေါ်တဲ့ဘတ်လျှောက်ထားဖို့နာမည်စရင်းပေးသွင်းမှုလှုပ်ဆောင်နိုင်ပြီပဲဖြစ်ပါတယ်လောက်သားရှားပါမှုကိုဖြည့်ရှင်းဖို့မြန်မာကမ်ဘောဒီးယား လာအိုနဲ့ဗီယက်နမ်နိုင်ငံတွေကအလုသမားတွေကိုမှန်ပုံတင်ရေးအစီအစဉ်စတင်မယ်လို့ထိုင်းနိုင်ငံအလုသမားဝန်ကြီးအသစ်မစ္စတာတယ်ရီနုတီယက်ဟော်ကပြောပြီးတရင်နှစ်ပတ်အတွင်းမှာပဲအခုအစီအစဉ်ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။အော်တိုဘာလ15ရက်ကနေအော်တိုဘာလ29ရက်နေ့အထိ15ရက်တာစရင်ပေးသွင်းနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။အရင်နဲ့မတူတော့တာကတော့အစီအစဉ်တစ်ခုမှာအွန်လိုင်းကနေအလုပ်လုပ်ခွင့်လက်မှတ်ရှောက်နိုင်တဲ့စနစ်ပါထိုင်းအလုသမားဝန်ကြီးဌာနကမိတ်ဆက်လာတာပဲဖြစ်ပါတယ်။ အခုအချိန်ဒီမှာဆိုရင်ထိုင်းကိုရောက်နေတဲ့မြန်မာအများစုဟာလည်းတော်တော်လျှော့လို့လုပ်ငန်းတွေကို အတွန်အကျဲလောက်ကင်လာတာကိုလည်းတွေ့ရပါတယ်။အဲဒီအရာတွေအတွက်လည်းထိုင်းဘက်ကနေပြီးတော့မြန်မာတွေအတွက်ဦးစားပေးပြီးတော့စီစဉ်မှုတွေကိုလည်းတွေ့ရပါတယ်။ထိုင်းရောမြန်မာအလို့သမားတိုင်းနဲ့ချီစိုင်းဟန်တင်နိုင်ခြင်းရှိတဲ့ဒီတစ်ခေါက်ဘက်လျှောက်ထားမှုမှာတော့ဘယ်သူတွေအကျုံးဝင်မလဲဘလို့အပြောင်းလဲတွေရှိမလဲဆိုတာကိုကျွန်တော်တို့အနေနဲ့စောင့်ကြည့်ရအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။